ီနေ့တင်လိုက်တဲ့မိုးစုံနဲ့တိုင်းတီကလတ်တွန်လေးနဲ့ပတ်သက်ပြီးတော့ညနာလေးတွေပြောပြချင်ပါတယ်ဒီကတ်တွန်ကိုဟင်းရဲ့လေးကလေးကအတန်းထဲမှာပမိုင်းစီအမာတွေပြောပြတာနားထောင်အေးပူပါလေစာနေရောဒေးဗီချာချာမဖတ်မိပါဘူးဒါပေမဲ့ ်တမိုင်းကိုပြန်ဖတ်လိုက်ခဲ့ခါနံပါတ်၁ကကျွန်တော်တို့ငငယ်ရုံးကကျွန်တော်တို့ကိုဒီအကြောင်းပြောတဲ့အချိန်မှာပယင်းနဲ့ငရမန်ကဆောလူမင်းနဲ့ငရမန်ကကျွေအင်္ဂစားရစွာဒေဗီချာချာမရှင်းပြရလာတဲ့တခုတွေ့ရပါတယ်ဆိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြောပြချင်းလို့ပေါ့နော်နံပါတ်၁ကပယင်းဟာလောင်းကစားမှုကိုလုပ်တယ်မလုပ်တဲ့နဲ့ဖြစ်ပြတခုပေါ့နော် အာလုပ်တယ်။နောက်ပိုင်းကအလောင်းကစားလုပ်ပြီးရှုံးနိုင်မှာလူတွေရဲ့အသက်ကိုမငဲ့ခွက်ဖဲမင်းဒီနေကိုယူလုပ်ချင်တာလုပ်လို့ပြောတယ်။နောက်ပတ်သုံးကအာနာရတဲ့လူကသူ့နေရာသူ့နေရာရှိလို့ရှိရင်သူက empire ချေပြီးအာနာပြန်ယူရဲအချောင်းလေးပါလာတာနိုင်ငံရေးရမှာနော်။နောက်တစ်ခါစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ ဂျာဂျွန်နဲ့မှာတော့ခြေတဝက်မပြောထားပါပဲကျွန်တော်ဖတဲ့အတိုင်းဆိုရင်နေရမန်ကအယုတ်တင်နဲ့စစ်တပ်အကြီးဖြစ်အောင်လုပ်ပြီးတော့ဆောလူမင်းကိုစစ်စင်ခိုင်းတာမှာဆောလူမင်းရဲ့စင်ဟာရှွန်အိုင်နဲ့ရောက်သွားပြီးတော့ဆောလူမင်းကအဖမ်းခံနိုင်ရတယ်။ပုံမှန်လည်းတွေ့ပါလိမ့်မယ်ဆောလူမင်းကရဲ့စင်ဟာရှွန်အိုင်တယ်မှာအဲ့ဒါနဲ့ပတ်သက်ပြီးတမိုင်းကိုတစ်ခါပြန်ကြည့်လို့ရှိရင်ညီမတွေဟာ ဂုံးမောင်ခက်အထိတိုက်လို့ရှင်စင်တတ်နဲ့တိုက်တယ်စင်တတ်ဆိုတော့သူတစ်ကောင်လည်းမဟုတ်နှစ်ကောင်လည်းမဟုတ်သူဆင်းရညာနေချီချီမှာပေါ့နော်စင်တတ်ကြီးနဲ့တိုက်တဲ့အခါကျတော့အခုခေတ်ဆိုတိုင်ကားတွေသွားသလိုပဲပေါ့ဒီစင်တတ်ကြီးနဲ့လာတဲ့အခါကျလို့ရှင်ဘယ်သူမှမခံနိုင်ဘူးပုံမစင်တတ်ကြီးတွေအကြီးတယ်ဒါသမိုင်းမှာလဲနိုင်မကြီးခဲ့အဲ့စင်တတ်ကြီးကိုတုံးပြီးတော့ခဏခဏသူတို့ယူရီးယားကိုသွားတိုက်တယ်ယူရီးယားရဲ့အယူဒီယာလည်းပြန်ပြီး ပြင်လိုက်ပမာကဖြတ်လိုက်နေနောက်ဆုံးဘရင်အောင်လက်ထက်အထိရပါလာဒါပေမဲ့ယူရီယာကစင်ရဲ့အနေချက်ကိုတည်သွားတယ်ဘာလဲဆိုတော့စင်ဟာရှွန်းနေလို့ရောက်လို့ရှိရင်စင်မပွားတော့စင်ရက်ပွားတယ်အဲ့ဒါနဲ့ယူရီယာတွေကသူတို့ရဲ့မျိုးရောယူရီယာနေပြီးတော့အခုဘန်ကောက်လို့ခေါ်လင်းနေအောင်ရွှေ့သွားတယ်ဘန်ကောက်ကတချင်တော့ရှွန်းနေရွယ် ဆောရဘမဘီအိနီယာရှုံနေမြတဲ့ယူရီးယားကိုအဲ့ချင်းအစားပြီးတော့ဘရောမမသိနိုင်တော့မြို့တော်မသိနိုင်တော့ပင်လန်းစားရညာကြီးရဒေါက်တာချက်ကလည်းငရမန်ကပေါင်းနေဆင်းသွားတဲ့အချိန်မှာသူ့ရဲ့လောဘသူ့ရဲ့အတ္တသူ့ကြိုက်တာတွေအလုံးကိုဒုက္ခရောက်နေတဲ့အချိန်မှာတော့မဆောင်စည်းနိုင်တဲ့အတွက်ကြောင့်သူဟာအသက်ဆုံးသွားရတယ်ဆိုတာလည်းမြင်တယ် မဟုတ်တာလောက်ခဲ့လို့ရှိရင်အဲ့လူရဲ့နောက်ကိုလိုက်ပြီးတစားချိန်မယ်တစ်ချက်ကလေးတည်းပေါ်လိုက်တာနဲ့ကိုရဲ့အသက်ကပါသွားနိုင်နေဆိုတာဒီပုံပြင်လေး6မိနစ်လောက်လေးရှိတယ်ပုံပြင်လေးထဲမှာတမိုင်းလေးထဲမှာအများကြီးပဲပျော်သွားတာပါကျွန်တော်အဲ့ဒါဒီပြောပြကျွန်တော်ပါနားထောင်ပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်